တရုတ်ဆောင်တော်တဲ့ခဲမှာပါတယ်လေတရုတ်ဆောင်တော်တယ်နောက်ပြီးတော့ကျိုးလဲကျိုးစားတယ်ဆိုတော့ဒီကားလေးထဲမှာဒါ character role တစ်ခုအနေနဲ့တော်တော်များများသူ့ကိုဒါပေးလို့ရတယ်ဆိုတဲ့အခါကျတော့ကျွန်တော်နဲ့ဟိုအပြိုင်စက်ရုပ်ကလေးအကျွန်တော်တို့ကတဲဖြစ်တာပေါ့ဒါကြောင့်မလို့လဲအဲသူဟိုပါပေါ့ကျွန်တော်အပေါ်မှာအဲ့လိုကာရောတရားဖြစ်ရှိသွားရတူပါတယ်အဲအဲကြောင့်မလို့လဲ ရုပ်တရက်ကတော့လိုက်တဲ့သဘောပါခါ surprise ကြီးရလို့လည်းမဟုတ်ပါဘူး तू तू ကိုယ်တိုင်ကတွေ့ရင်ကတော့မယ်လို့ပြောထားပြီးသားကျွန်တော်ဟုတ်ဟုတ်အဲဒါမဲ့ဒီမှာရုပ်တရက်ကြီးအိမ်အိမ်အိမ်လာမယ်ပဲထင်တာပေါ့ဩခန်းသားချက်ကတော့စီဗျိုးနဲ့ကျွန်တော်တို့ကတော့ဒါအရှင်းဆုံးပြောရင်တော့ဟွာမင်းသွေးလို့နဲ့မှသူကတငယ်ချင်းအကျွဲလူတွေဆိုတော့လေဟွာညီကိုတွေလိုမျိုးဖြစ်နေတာပေါ့အလုတ်ကိုချစ်တဲ့သူကိုအလုတ်ကလည်းကိုယ်ပြန်ချစ်တဲ့သဘောပါပဲအဲ့တော့ဒီအလုတ်ကိုတန်ဖိုးထားချစ်မြတ်လို့တဲ့လူတွေကလည်း အဲကိုကလည်းအလုပ်ကိုချစ်မြတ်လို့ပြီးတန်ဖိုးထားတဲ့အတွက်အပြန်အလှန်ဒါမေတ္တာကူးစက်တဲ့သဘောလို့ပဲမြင်ပါတယ်ဗျာဟာပြောစရာကောင်းပါတယ်ဒါကတော့ဟာမြမရိုးရာပေါ့နော်မြမရိုးရာမြမထုံနှင်းစင်နာတွေမှာလဲဒါကတော့ဟာပေါ့အဓိကတော့ရိုးရာယဉ်ကျေးမှုပေါ့နော်ကျွန်တော်မြမရိုးရာယဉ်ကျေးမှုလေးကိုခေါ်ကျူးရတာဖြစ်တဲ့အတွက်လဲကြည်လဲကျင်တတ်မိတယ်နောက်တစ်ခုကကျတော့အရန်လဲဘယ်လိုခေါ်မလဲဆိုတော့လေ ဒါရိုးရရင်ကြီးမှုထဲမှာဆိုလို့ရှိရင်ချစ်စရာကောင်းတယ်ပျော်စရာကောင်းတဲ့အချင်းလေးဖြစ်တဲ့ခါကြတော့လေကျွန်တော်တို့ဒီဆိုတဲ့အချိန်မှာလည်းအဲ့လိုခံစားမှုလေးနဲ့ဒီဆိုခဲ့တယ်ဆိုတော့ဒီဒီတချင်းကိုရေးပေးတဲ့ဆရာရှန်ထွန်းရောအာဒီဆိုပေးတဲ့ညီမလေးရောပေါ့နော်အာကျွန်တော်တို့အတတ်နိုင်ဆုံးပေါ့နော်ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတဲ့အတွက်ကြောင့်မလို့လေအဲအခုလိုမျိုးပြည်သက်ချင်းနေတဲ့အတွက်ကြောင့်မလို့လေအရင်နဲ့ရှင်းတတ်မိပါတယ်လို့ပြောချင် ဟိုပါဘောဇဝင်တီကတော့ဒါကဟိုပါဘောဒီတချင်းလေးရကြတော့ဒီဇကာထဲမှာပါတယ်ဆိုတော့ကိုကိုတိုင်ဆိုတဲ့ပုံစံမျိုးဆိုရင်ပို့ပြီးတော့ပြိသက်အတွက်ပို့ပြီးတော့ကြည့်ရတာပို့ပြီးတော့ match ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုကိုတိုင်စူးစမ်းဖြစ်တာပါရင်ငါလို့မအားတော့ပါကျွန်တော်လေးရင်ငါလို့မယူတော့ပါဇဝင် team ဆောင်းနေပါရကြတော့ကိုကိုတိုင်မဆိုဖြစ်ပါဘူးကျွန်တော်ကဟိုဇဝင်ခန်းထဲမှာကိုကိုတိုင်တေးဥဆောင်ရတဲ့တေးဥဆောင်ပြီးတချင်းဆိုရတဲ့ ဇက်ကောင်မျိုးဆိုရင်တော့လေကိုကိုတိုင်ပဲဆိုဖြစ်တာများပါတယ်ဗျအကရောဘယ်လောက်တိုက်ခဲ့ရအကတော့၃နှစ်လောက်တော့တိုက်ရအောင်အာအတူပွဲတလေလေးတွေပေါ့နော်အဲ့အလေးတွေကိုလည်းပေါ်လွင်အောင်ရိုက်ရတာဆိုတော့စိတ်ထဲမှာလည်းကျေနပ်မိတယ်ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒါနေမှာကြီးပြင်းလာတာဆိုတော့လေဟိုဒီ delay လေးတွေကိုလည်းနဲ့တော့မစိမ့်ဘူးပေါ့နော်အမြဲတမ်းတော့ငွေတုံးကတော့ထိတွေ့နေကြဆိုတော့အများကြီးတော့အခက်ခဲမရှိခဲ့ပါဘူးအဲအမှုပညာတစ်ခုကိုပူပေါင်းပြီးဆောင်ရတာပေါ့အာကျွန်တော်ကလည်းကနေတယ်လူကနေကြမဟုတ်ဘူး ဒါပေမဲ့အခြေခံအားဖြင့်တော့ကျွန်တော်တို့ကလေ့လာထားတဲ့ဟာလောက်ပဲရှိရပါတော့ဆိုတော့ဒီဟာကိုမှအကောင်းဆုံးဖြစ်အောင်ဒါစူးစားထားရလို့ပဲပြောလို့ရပါတယ်ရှက်မိပါတယ်ယူလုံးတော့အာရဏီဟောအဲ့လိုအဲ့လိုမျိုးလို့လည်း surprise ကြီးရလို့လည်းမဟုတ်ပါဘူး तू तू ကိုယ်တိုင်ကတွေ့ရင်ကတော့မယ်လို့ပြောထားပြီးသားကျွန်တော်ဟာဟာအဲဒါပေမဲ့ဒီမှာရုပ်တရက်ကြီးအိမ်အိမ်အိမ်လာမယ်ပဲထင်တာပေါ့ရုပ်တရက်ကြီးဖြစ်သွားဟုတ်အော်ခန်းသားချက်ကတော့စီဗျူးနဲ့ကျွန်တော်တို့ကတော့ဒါအရှင်းဆုံးပြောရင်တော့ ဟွာမင်းသွင်းလို့နဲ့မှာသူတငယ်ချင်းအကျွဲလူတွေဆိုတော့လေဟွာညီကိုတွေလိုမျိုးဖြစ်နေတာပေါ့အာအာကျွန်တော်အရင်တုန်းကအဲသူတို့မျက်ခွန်ညိုမှာနေတုန်းကဆိုရင်လည်းအခက်ခဏအိမ်ကိုတော့ရောက်ဖြစ်ကြတယ်ပေါ့နော်မင်းသွင်းလို့နဲ့ပတ်သက်ပြီးတော့ဟောတည်တယ်နောက်ပြီးတော့ तू ကဟိုတရုတ်ဆောင်တော်တဲ့ကဲမှာပါတယ်လေတရုတ်ဆောင်တော်တယ်နောက်ပြီးတော့ကြိုးလဲကြိုးစားတယ်ဆိုတော့ဟောဒီကားလေးထဲမှာဒါ character role တခုအနေနဲ့တော်တော်များများသူ့ကိုဒါပေးလို့ရတယ်ဆိုတဲ့အခါကျတော့ကျွန်တော်နဲ့ဟိုအပြိုင်စက်ရုပ်ကလေး ကျွန်တော်တို့ကတဲဖြစ်တာပေါ့ဒါကြောင့်မလို့လဲအဲသူဟိုဟာပေါ့ကျွန်တော်အပေါ်မှာအဲ့လိုကာရောတရားဖြစ်ရှိသွားရဲ့သူပါတယ်အဲအဲကြောင့်မလို့လဲရုပ်တရက်ကတော့လိုက်တဲ့သဘောပါခါအဲ့တော့ဟိုကင်မရာရဲ့လက်ရှိရပါလေကျွန်တော်ဘာဖြစ်သွားမှန်းတော့မသိဘူး။ဟိုတန်မိုးထားမှုပေါ့နော်ကိုတွေကလည်းကိုဒီအလုပ်ကိုဝါသနာပါတယ်ဆိုတာအထက်ကိုဒီအလုပ်ကိုဟိုမြင့်မြတ်နိုးနိုးနဲ့တကယ်ကို ဟိုအတွေ့တဲ့အသားတွေကနေပြီးတော့မှဟိုချစ်မြတ်နိုးတဲ့သဘောပါပဲအဲ့ခါကျတော့ဟိုဘာကိုပဲလှုပ်လှုပ်တံပိုးထားပြီးလှုပ်ဖြစ်တဲ့ခါကျတော့အဲ့တံပိုးထားမှုလေးကိုပဲအညီအညီကြီးကိုမောင်နှမတွေအချင်းချင်းပေါ့နော် မြင်တဲ့ခါကျတော့ဟိုချစ်ချစ်တဲ့သဘောပါပဲဟိုပါပေါ့အဓိကတော့အလုတ်ကိုချစ်တဲ့သူကိုအလုတ်ကလည်းကိုယ်ပြန်ချစ်တဲ့သဘောပါပဲအဲ့တော့ဒီအလုတ်ကိုတံပိုးထားချစ်မြတ်နိုးတဲ့လူတွေကလည်းအဲကိုကလည်းအလုပ်ကိုချင်းမြတ်နိုးပြီးတန်ဖိုးထားတဲ့အတွက်အပြန်လန်လာမေတ္တာကူးဆက်တဲ့သဘောလိုပဲမြင်ပါလေကြာ